ီနေ့တော့မလေးရှားကညီကိုများအတွက် public ban ကတ်လုပ်ပြီးမိမိကိုယ်ပိုင်အကောက်ဖွင့်သုံးနိုင်ရန်ကျွန်တော်ဒီလောက်ကြောက်ပါတယ်။ဒါဆိုရင် ban မှာကတ်လုပ်ပြီးပြီဆိုရင်ကျွန်တော်တို့ဖုန်းထဲကိုယခုလို message လေးကြလာပါတယ်။ဒီမှာကျွန်တော်အကောက်ဖွင့်မှု ID ပါလာပါမယ်။ဒါဆိုရပါပြီ။ကျွန်တော်တို့ဖုန်းထဲကဘလောက်စာခုထဲမှာ PPE ban.com ဆိုပြီးရိုက်လိုက်ပါ။ OK ပြီးရင် login ကိုနှိပ်ပြီး register ကိုနှိပ်ထားဒီမှာအစောက message တွေက ID ကိုထည့်လိုက်ပါပြီးတာနဲ့ password ကိုတော့မိမိ bank account လုပ်စင်ကထားခဲ့တဲ့ password နံပါတ်ထည့်လိုက်ပါ โอเคဒါဆိုရင်ကျွန်တော်တို့အကောင့်ကိုစတင်ပြင်ဆင်လို့ရပါပြီပထမဦးဆုံးအကွက်မှာကျွန်တော်တို့အကောင့် ID ဖြစ်ထားဖို့ပါဒီမှာကျွန်တော်တို့ရဲ့နာမည်ရင်းနဲ့တူလို့မရပါဘူးပါမိမိမှတ်မိမဲ့နာမည်ကိုထားဖို့လိုပါမယ်ဒီမှာထားရင်အကြီးစားလုံးရော စားလုံးသေးရောနံပါတ်လေးတွေရောပါဖို့လိုပါမယ်ခင်ဗျာဥပမာ AGB အသေးတစ်နှစ်သုံးအဲ့လိုမျိုးလေးထားရပါမယ် ။ OK ရပြီဆိုရင် password အကွက်မှာလည်းတငယ်ချင်းတို့မှတ်မိစေမယ့်စကလုံးလေးတွေထားပါ။ဒီမှာတော့ alert ကစကလုံးလေးတွေထည့်ပေးဖို့လိုပါ။ကျွန်တော်တို့အမေနာမည်ရေးပေးရပါတယ်။နောက်တစ်ခုလေးကဘာလဲဆိုရင် PLP လို့ခေါ်တဲ့ personal login phrase ကိုရေးပေးရပါတယ်။ဒါကကျွန်တော်တို့အကောင့်ဖွင့်ထားပြီးရင် ID ကိုမပြဘဲ DPLP ကိုတာဖော်ပြပေးထားမှာဖြစ်ပါတယ်။ DPLP မှာတော့ စာလုံးရေးများများရေးပြီးဘယ်အပစာလုံးလေးတွေပါထည့်ပေးရပါမယ်။ဒါပြီးရင်ကိုယ့်ရဲ့ email လေးထည့်ပြီးရင် OK ပါပြီ။ဒါဆိုရင် ဖုန်းထဲမှာဖွင့်လို့ရပါပြီ။ OK ဒီမှာကျွန်တော်တို့ကဖုန်းထဲမှာသုံးလို့ရဖို့အတွက်က ATM ဆက်မှာသွားပြီးဆောင်ရွက်ဖို့လိုပါသေးတယ်။ဒါတွေအားလုံးကိုလည်းကျွန်တော်တို့ဘဏ်ကလုတ်စင်ကပေးလိုက်တဲ့ဆောင်ရွက်ထဲကအတိုင်းဆောင်ရွက်လိုက်ရင်အဆင်ပြေပါပြီ။ ီအဆင်ပြေ၁၂နာရီကြာပြီးနောက်အားလုံးအဆင်ပြေစွာအသုံးပြုလို့ရပါပြီခင်ဗျာ။